ဲ့ဒါဆို SOP တွက်ဖို့ပဲကြံပါတော့တယ် SOP ကိုမမတို့တွေကတွက်မှာဆိုရင်ပုံစံရဲ့ opening closing column မှာ closing column မှာရှိတဲ့စာရင်းတွေကိုပဲတစ်ခုမှကြံ SOP တွက်တဲ့အခါထည့်ပေးရမှာဖြစ်ပါတယ် SOP ရဲ့အစားကနန်ကာရန်ဆက်နဲ့စတာဖြစ်လို့ပုံစံမှာနန်ကာရန်ဆက်က sport equipment တခုရှိပါတယ်အဲ့ဒါကိုထည့်ပေးရမယ်နော် ပြန်တော့သူရဲ့တန်ဖိုးထဲတဲ့အခါ closing column ကတန်ဖိုးကိုပဲထည့်ပေးရမှာဖြစ်ပါတယ်2800နဲ့900နဲ့400 spot equipment ဒီကရင်တော့ current set ကိုမတို့ရေးပါမယ် RSS ဆိုရင် inventory ရဲ့ entry မှာက trade receiver ကမရှိဘူးเนาะ trade receiver မထည့်ရတော့ဘူး inventory trade receiver ပြီးတော့ receipt ပေးမှာပါနော် receipt payment လို့ပြောရင်အဲ့ဒီ receipt payment က cash account နဲ့ bank account နဲ့ပေါင်းခြင်းဖြစ်ရတယ် cash နဲ့ bank နဲ့ပေါင်းခြင်းကိုထည့်ပေးရမှာဖြစ်တယ်ဆိုတော့သိရအောင်เนาะဘာတွေပေါင်းခြင်းလဲဆိုရင် cash နဲ့ bank နဲ့ရဲ့ CD တွေပေါင်းခြင်းဖြစ်ရမယ်เนาะဒါဆိုရင် cash account ရဲ့ CD ပုံစံမှာမအားလို့ကြီးလိုက်မယ် cash account ရဲ့ CD က940ရှိတယ် bank account ရဲ့ CD က46230ရှိတယ်အဲ့ဒါကိုပေါင်းပေးရမှာဖြစ်တယ်ဆိုတော့ကို140 46230ရရတဲ့ပုံစံကိုပေါင်းလိုက်မယ်ဒါဆိုရင်ဟုတ်ပြီ တကယ်တော့ဒါကရေးပေးစရာမလိုเนาะ cash ban pouching ဖြစ်ပါတယ်ပါတယ်ဆိုတော့သိအောင်ရေးထားပေးတာပဲဖြစ်တယ်။ဒါလေးကိုတော့ walking မှာထည့်သွက်ပေးရမှာဖြစ်တယ်เนาะ by walking နဲ့ရေးပေးရမယ်။ဘာလို့ ਆ ရင်တော့ prepaid စာရင်းလေးရှိသလားလို့ပုံစံမှာ opening closing column မှာတကြည်မယ် closing ရဲ့ prepaid ရှိသလား rebuy မရှိပါဘူးเนาะရှိရတဲ့ကြောင့်နောက်ထပ် current asset ပါရှိသေးတယ်မတို့တွေကြီးလိုက်တော့ subscription area current asset closing ရှိပါတယ်เนาะအကြောင်းမလို့ဒီ1020ကို subscription area ဆိုပြီးတော့မတို့တွေထည့်ပြရမှာဖြစ်ပါတယ် inventory ကတော့ closing inventory တန်ဖိုးကိုထည့်ပေးရမှာနော်ရစီအပေးမှတစ်ခုကိုပေါင်းလိုက်မယ်ဆက်ပရရှင် area ကအဆိုမှာတော့ total asset တွက်လို့ရပြီပေါ့နော် တို့တအစရရင်မလူတွေက accumulated fan and liability လို့ရေးရနော်ဒီတော့ဥပဒေ accumulated fan ဒီရအောင်မှာအမားတွေကဘာပေါင်းမလဲဆိုရင်စာ plus ကိုပေါင်းပေးရမှာဖြစ်တယ်နော် exact income ကိုပေါင်းပေးရမယ်တကယ်လို့ဒါ exact income မဟုတ်ဘဲနဲ့ exact expense ဖြစ်မှာဆိုရင်တော့လုပ်ပေးရမယ်ဆိုတော့သိရမှာနော်မဆိုရင်ရပြီနောက်ထပ်ဒီ non trading နေမှာက drawing နေပါဒီမှာမရှိတာနော် opening cumulative ကနံပါတ် A မှာအမားတို့တွက်ထားတဲ့အဲ့ဒီတန်ဖိုးကိုကူးရေးလိုက်မယ် စာပလက်က2980ရပါတယ်။ဒါဆိုရင်ရလာတဲ့ဖြစ်ကို closing cumulative fund လို့ရေးပြရမှာနော်။ဒါဆိုရင်ဒီပုံစံမှာက non current liability မရှိတဲ့အတွက်ကြောင့်ထည့်မရတော့ဘူး။ current liability ကိုယူလိုက်မယ်။ current liability ဆိုရင်ရေးရမယ် trade payable ကနေ ေးနေကြပါဦးเนาะ trade payable bank overdraft မရှိဘူး accrue တွေရှိသလားလို့ပုံစံမှာကြည့်လိုက်မယ် accrue CD တွေရှိသလားပေါ့เนาะဆိုရင်ဒီမှာမအားလို့ရှိပါတယ် iron he accrue ဆိုပြီးတော့ရှိတယ် now run and rate accrue ဆိုပြီးတော့လည်းရှိတယ်နောက်ထပ် liability ပါရှိသေးလဲဆိုတော့ trade payable ဒီမှာတစ်ခုเนาะဒါလည်းထည့်ရမယ် now liability ဆိုတော့ subscription in advance လည်းထည့်ပေးရမယ် liability ပဲ ဒါဆို liability အကုန်လုံး trade paper အပါအဝင်၄ခုထည့်ရမှာပေါ့နော်။ဆိုရင်မတို့အခုထည့်လိုက်မယ် trade paper ရေးပွားပြီးပြည့်တဲ့အတွက်ကြောင့်မို့လို့ခု buyer here အခု brand rate ရေနောက်ဆုံးမှာတော့ saturation in advanced ဆိုပြီးတော့ထည့်ပေးရမယ်သူတို့တံမိုးတွေကိုအနောက်ကလာမှာရှင်းလိုက်မယ်ဆိုရင်တော့အဖြစ်ရပါဘောနော်အမလို့ဒီ